တားရုတ်သမီးတို့ရေ မောင်မောင်ဟာဂိမ်းကစားရတာကိုအလွန်နှစ်သက်တယ်။ကျောင်းစင်းချင်းအိမ်ပြန်လန်းကဂိမ်းဆိုင်မှာတစ်ခါတစ်ခါဂိမ်းဝင်ကစားလေးရှိတယ်။ဒါပေမဲ့မောင်မောင်ဟာနေ့ရက်တိုင်းမုံမစားပဲစုထားတာတောင်မှပဲတစ်ခါတည်းရံပဲကစားနိုင်တယ်။သူ့မှာငွေလိုတာပေါ့ကွယ်။တနေ့မုံစားစင်းချင်းမှာမောင်မောင်ဟာမုတ်ဝယ်မစားတဲ့အတွက်အတန်းထဲကိုအစောကြီးပြန်ဝင်လာတယ်။အဲ့ဒီချိန်မှာပဲ ော်တော်ရဲ့ခုံပေါ်မှာရှိတဲ့ပေရန်နဲ့ခဲရန်တွေကိုတော်တော်နဲ့မတဲ့တဲ့ခင်မကအတန်းမော်တွေမရှိတော့မှဒေါသနဲ့ချက်ကနေချက်ကနေချိုးနေတာကိုမောင်မောင်ကမြင်လိုက်တဲ့ကွယ်အဲ့ဒီချိန်မှာပဲမောင်မောင်ကဟေးခင်မအဲ့လိုမလုပ်နဲ့လေလို့ပြောလိုက်တဲ့ကွယ်အဲ့ဒီချိန်မှာပဲခင်မကတော်တော်ကိုမုံလို့လှုပ်တာပေါ့မောင်မောင်နင်ဒီတန်းထဲမှာပြန်မပြောရဘူးနော်ပြန်ပြောရင်နင့်ကိုငါမခေါ်တော့ဘူးရော့ငါမုံဘူးနင်းယူလိုက် ပြန်မပြောရင်နင့်ကိုမုံမိုးပေးမယ်လို့ပြောပြီးအတန်းပြင်ကိုပြေးထွက်သွားတယ်ကွယ်။เจ้าမုတ်စာပြန်တက်တဲ့ချိန်မှာတော့ဆီယာမကတော်တော်ရဲ့ပေတန်းခဲတံတွေကိုဘသူချိုးလဲဘသူမြင်လိုက်လဲလို့အတန်းသားတွေကိုမေးတဲ့ခါမှာတော့မောင်မောင်ကအမှန်ကိုပြောရမလားလိန်ညာပြီးကျွန်တော်မသိဘူးလို့ဖြေရမလားဝေခွဲမရဖြစ်နေတဲ့ကွယ်။အဲ့ချိန်မှာတော့ဆီယာမကဒီတန်းထဲမှာသူများပစ္စည်းကိုဖျက်ဆီးရဲဆိုတယောက်ယောက်တော့ရှိနေပြီ။ ဖြက်စီးမိတဲ့သူကဝန်ခံဒါမှမဟုတ်ရင်မြင်တဲ့သူကဆီယာမကိုတည်င်းပေးအချိန်တည့်ရပေးမယ်အားလုံးရှိမှမပြောရရင်ဆီယာမကိုရုံးငန်းမှာလာပြောနိုင်တယ်ဘသူလှုပ်တယ်ဆိုတာမပေါ်ရင်တော့ဒီတန်းဟာရိုးသားမှုမရှိတဲ့အတန်းလို့တကြောင်လုံးကထင်ကြမယ်ဒါကြောင့်ကိုယ့်အဖြစ်ကိုဝန်ခံတာဟာဖြောင့်မတ်တည်ကြည်တဲ့အပြုတ်မှုဖြစ်တယ်လို့ပြောလိုက်တဲ့ကွယ်ဒီလိုနဲ့မောင်မောင်ဟာကြောင်းစင်းတဲ့ချိန်မှာတော့အိမ်ကို စိတ်လေးလေးနဲ့ပြန်လာခဲ့တဲ့ကွယ် ညရောက်တဲ့ခါမှာတော့ဖေဖေကမောင်မောင်ဘာဖြစ်နေရလဲလို့ချော့ပြီးမေးလိုက်တဲ့ချိန်မှာနောက်ဆုံးမှာမောင်မောင်ကပြောပြလိုက်တဲ့ကွယ်ဖေဖေကပြောတယ်ตาခင်မကตาကိုမုံမိုးပေးတာသူ့လုံးမိတဲ့ပြစ်ပေါ်သွားမှာဆိုလို့ဖြစ်တယ်အဲ့ကောင်ကိုလက်ထိုးတယ်လို့ခေါ်ရဲ့ကွယ်ตาကဆီယာမကို အမှန်အတိုင်းမပြောပြဘူးဆိုရင်ဆီယာမကခင်မရဲ့စိတ်ဓာတ်အကျင့်နဲ့ပြုတ်မှုကိုတုံတင်ဆုံးမပေးနိုင်မှာမဟုတ်ဘူးကွယ် ဒီလိုနဲ့ပဲအပြစ်မရှိတဲ့တခြားအတန်းမော်တွေအားလုံးဟာခင်မရဲ့အပြစ်နဲ့တားရဲ့အမှန်တိုင်းမပြောမှုလို့ကြောင့်သူလားငါလားတန်ကြရဝင်တာခံစားရပြီတယောက်ရဲ့အပြစ်ကြောင့်အတန်းမော်အားလုံးစိတ်ပင်ပန်းထိခိုက်စေမှာဖြစ်တယ်ဒါကြောင့်တားကအမှန်တရားရဲ့ပြောရရမယ်ကိုမယူတဲ့ငွေကိုလည်းမယူရဘူးဖြောင့်မတ်တည်ကြည်တဲ့ကလေးဖြစ်အောင်လောက်ပါတားရဲ့လို့ပြောလိုက်တဲ့ကွယ်ကဲတားတို့သမီးတို့ရေ မောင်မောင်နေရာမှာဆိုတာရုတ်သမီးရောဘာလုံးမလဲ